မင်္ဂလာပါခင်ဗျာဆရာဦးတန်းဝန်လိုင်းရေးသားထားတဲ့20ရာစုအကျော်ကြာဆုံးအာရှခေါင်းဆောင်များစာအုပ်ထဲကပါကစ္စတန်နိုင်ငံဖခင်ကြီးမိုဟာမက်အလီချင်နာအကြောင်းကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာပါကစ္စတန်နိုင်ငံ၏ဖခင်ကြီးဟုထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးကမိုဟာမက်အလီချင်နာဖြစ်သည် သူသည်အိန္ဒိယပြည်ကြီးမှပါကစ္စတန်နိုင်ငံဟူ၍တရားပေါ်ထွက်ရေးအတွက်နှစ်ပေါင်းများစွာကြိုးပမ်းခဲ့သောကြောင့် ထိုကဲ့သို့နမဲတွင်ခဲ့ခြင်းဖြစ်သည်ဂျင်နာသည်အိန္ဒိယနိုင်ငံရှိမွတ်စလင်တို့၏ချစ်ကြည်လေးစားမှုကိုခံရသောကောင်းဆောင်ဖြစ်သည်ထို့ကြောင့်1948ခုနှစ်ဩဂုတ်လ15ရက်နေ့တွင် ပါကစ္စတန်နိုင်ငံဟူ၍လွတ်လပ်ရေးကိုကြေညာသောအခါတွင်ဂျင်နာသည် ထိုနိုင်ငံ၏ပထမဆုံးဘုရင်ခံဖြစ်လာခဲ့လေသည်ဂျင်နာသည်1896ခုနှစ်တွင် ခရာချိုမြို့၌ဖွားမြင်၍ကျွဲဝါသောကုန်းသက်တူ၏သားဖြစ်သည် အသက်16နှစ်အရွယ်1862ခုနှစ်တွင် အင်္ဂလန်ပြည်လန်ဒန်မြို့သို့သွားရောက်ခါလေးနှစ်မြောက်ဝက်လွန်ပညာသင်ကြားခဲ့လေသည်အိန္ဒိယပြည်သို့ပြန်ရောက်၍မကြာမီဘုံဘီမြို့၌ထိတ်တန်းဝက်လွန်တော်တဦးအဖြစ်နာမည်ရလာပြီးလျှင်နိုင်ငံရေးလောကသို့ကျေစွန်ပြည့်ဝင်ရောက်ခဲ့သည် အသက်30အရွယ်အတွင်အိန္ဒိယအမျိုးသားကွန်ကရစ်ပါတီဥက္ကဋ္ဌ၏အတွင်းဝန်အဖြစ်ထမ်းဆောင်ခဲ့သည်ခုနှစ်ခန့်ကြာသောအခါ ဂျင်နာသည်အိန္ဒိယကွန်ကရစ်မှုဆောင်အဖွဲ့ဝင်ဖြစ်နေပင်မွတ်စလင်အသင်းချုပ်ကြီးနှင့်ဆက်သွယ်ခဲ့သည်ထိုအချိန်တွင်မသက်မမြတ်ဖြစ်နေကြသောမွတ်စလင်အသင်းကြီးသည်ဟိန္ဒူအမျိုးသားကွန်ကရစ်တို့၏နိုင်ငံရေးတွင်ချစ်ကြည်စွာတွဲဖက်ဆောင်ရွက်မှုကိုစ조사ခဲ့ကြသည်ထို့သောမွတ်စလင်လူနည်းစုကိုထိရောက်သောဥပဒေဖြင့်ကာကွယ်သမှုမပေးနိုင်သမျှမောင်မြင်တိုင်းဟုယူဆကမွတ်စလင်များ၏အခွင့်အရေးအပြည့်စုံစွာရရှိနိုင်အောင် ပြုလုပ်ရန်ရည်ရွယ်၍1936ခုနှစ်တွင်မွတ်စလင်အသင်းကြီး၏ဥက္ကဋ္ဌအဖြစ်ခံယူခဲ့သည်ထို့နောက်နိုင်ငံ၏အခြေအနေများနှင့်ဟိန္ဒူမွတ်စလင်ယဉ်ကြားမဆဲမှုများပြောင်းလဲလာသည့်နှင့်အမျှအလီဂျန်နာသည်ကွန်ကရစ်နှင့်ကွန်ကရစ်ပင်မှမတ်တမကန်ဒီတို့ခေါင်းဆောင်ဆေးဆက်မှုဖြင့်1936ခုနှစ်တွင် ရာဇဝင်တွင်မြစ်လက္ခဏာမာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့သည်ဤပါတီနှစ်ရက်၏ညီညွတ်မှုမှာလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းတလျှောက်၌ ဤတစ်ချိန်သာရှိခဲ့ပြီလေတက်တန်းအဖြစ်၅နှစ်မြာကြာခဲ့သည်ထို့သောအိန္ဒိယနိုင်ငံ၏ကိစ္စများတွင်မဟာမကန်ဒီနှင့်ဂျင်နာတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတော့လေဟိန္ဒူမွတ်စလင် အစိမကတ်မှုကြောင့်ကြီးစွာသော အထီးကယုံကြီးများဖြစ်ပွားခဲ့သည် နောက်ဆုံးလွတ်လပ်ရေးရသည့်အချိန်ဖြစ်ပွားခဲ့ရသည်ဒုတ်တပြက်ဓာတ်တပြက်ဖြစ်ရ၍လေမုံတီးမှုမှာ ပုံမဆိုးဝါးလာရပြန်သည်ဆုကပြည့်သည့်အချိန်အလီဂျနာသည်ကွန်ကရစ်ပါတီဝင် မူဆောင်တူပင်ဖြစ်တော်လဲပထမကဘာစစ်ကြီးပြည့်၍မကြမီမှာပင်ဂန္ဒီဦးဆောင်ခဲ့သောကွန်ကရစ်နှင့်ဂျင်နာတို့ကွဲကွာခဲ့လေသည်။ထောင်ကွာ28ခုနှုတ်ရောက်သောအခါဗြိတိသျှအစိုးရတို့ကစိတ်ဝမ်းကွဲပြားမှုကိုဖြေရှင်းပေးမည့်ကော်မရှင်အဖွဲ့တစ်ခုကိုစေလွှတ်ခရာတွင်ဂျင်နာသည်မွတ်စလင်များဘက်မှအချက်ပေါင်း14ချက်ကို တင်ပြခဲ့သည်။နောက်ထပ်၍လန်ဒန်မြို့တွင်ကျင်းပသောအစည်းအဝေးပွဲများ၌ ဂျင်နာပင်လျင်မော်စလင်များဘက်မှအရေးဆိုခဲ့သည် ပြည်ထောင်ပါလီမန်အောက်လွှတ်တော်တွင်1935ခုနှစ်အိန္ဒိယပြည်အုပ်ချုပ်ရေးအဥပဒေကို တင်သွင်းဆွေးနွေးစဉ်ကလည်းဂျင်နာသည်တက်ရောက်နားထောင်ခဲ့သည်တောင်ကွာ36 39မှစ၍ကွန်ကရစ်ဤဟိန္ဒူဝန်တန်မှုဆန်လုံးမှုကြောင့်မွတ်စလင်အဖွဲ့ချုပ်သည်ကွန်ကရစ်ကိုလုံးဝကြောခိုင်းပြီးတိချနိုင်ငံထူထောင်ရေးကိုအားကျုံးမှန်တဲ့လုံပန်းတော်သည် ထောင်ကွာ39တွင်နေရုကအိန္ဒိယတွင် ပြည်တိချအစိုးရနှင့်ကွန်ကရစ်ဟူ၍ပါတီနှစ်ရပ်သာရှိသည်ဟူ၍ပြောခဲ့ပူရာဂျင်နာကလည်းတတိယပါတီရှိသည်သည် အခြားမဟုတ်မွတ်စလင်အဖွဲ့ချုပ်ဖြစ်သည်ဟူ၍ပြန်လည်ပြောကြားခြေပခဲ့သည်ထို့နောက်အလီဂျင်နာသည်မွတ်စလင်အဖွဲ့ချုပ်တင်ဂျီအားမွတ်စလင်လူထုတရက်လုံးကအားပေးထောက်ခံလာ၏အတွက်အိန္ဒိယတနိုင်ငံလုံးကိုလည်းလှည့်လည်၍တရားဟောခဲ့သည်သူသည် မွတ်စလင်အသင်းကြီးအင်အားတောင့်တင်းမှသာအိန္ဒိယပြည်ကွန်ကရစ်နှင့်အင်္ဂလိပ်အစိုးရတို့ကအုတ်ချုပ်ရေးအသက်တွင်မွတ်စလင်တို့အားပူးပေါင်းဆောင်ရွက်ခွင့်ပေးမည်ဟုယုံကြည်ခဲ့သည်ဂျင်နာသည်ကိုပိုင်အုတ်ချုပ်ခွင့်ရသောပြည်နယ်များတွင်မွတ်စလင်တို့သည်ယာထုယာကန်များရနိုင်မည်မဟုတ်သည့်အပြင်နိုင်ငံရေးဖိနှိပ်ညှဉ်းပန်းမှုများကိုလည်းခံရလိမ့်မည်ဟုယုံကြည်ခဲ့သည်ထို့ကြောင့်ဂျင်နာသည်အိန္ဒိယနိုင်ငံအတွင်းမွတ်စလင်လူမျိုးတို့အတွက် တခြားနိုင်ငံတစ်ခုထူထောင်ပေးရန် အရေးဆိုခဲ့သည်ယင်းရည်ရွယ်ချက်အောင်မြင်ရန်ကြိုးစားသည့်ကာလအတွင်းသူအားကွတ်အီအာဇန်ခေါ်ကောင်းဆောင်ကြီးဟူသောဘွဲ့နှင့် ပုံပေါ်လူသည့်များလာခဲ့သည်ထို့နောက်ကအိန္ဒိယမြို့သားကွန်ကရစ်နှင့်မွတ်စလင်အသင်းကြီးတို့သည်ဆယ်နှစ်ကြာမြှထပ်မံ၍ပဏိပခဖြစ်လာခဲ့ကြသည်ထောင်ကွာ၄၄ခုနှင့်မတ်တမဂန္ဒီနှင့် အလီချင်နာတို့တွေ့ဆုံဆွေးနွေးခဲ့စဉ်ဂန္ဒီက ရှင်တို့တွေဟာတမြေတဲ့နေတရေတဲ့တောက်ပြီးအတူတကွပူတွဲနေထိုင်လို့မဖြစ်ဘူးလားကွာဟု မေးမြန်းခဲ့သည်သို့တော့ဘာသာရေးမတူကွက်ပြားမှုကြောင့်ခွဲထွက်ရေးကို အလိုရှိသဖြင့်ဆွေးနွေးမှုမှာတဲတဲ့ရေတွန်ပမာအရာရောက်သော ဖြေရှင်းမှုမရခဲ့ပြီးထောင်ကွာ58ခုနှစ်မှပြည်ထောင်စုအစိုးရကပါလီမန်တွင်အိန္ဒိယပြည်အား လွတ်လပ်ရေးပေးသောအဥပဒေကို သဘောတူညီခဲ့၍1948ခုနှစ်ဩဂုတ်လ14ရက်နေ့တွင်ဒိုမီနီယံအဆင့်တန်းရှိသောအိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံဟူ၍ထူထောင်ခွင့်ပေးခဲ့ရာမှပါကစ္စတန်နိုင်ငံသည်ဝေးဖွားတန့်စင်ခဲ့သည် ပါကစ္စတန်ဟူသောအမည်မှာပန်ချတ်ကက်ရှမီးယားဆန်နှင့်လူချစ်စတန်ပြည်နယ်များ၏အင်္ဂလိပ်စာလုံးများမှ အခရာများကိုစုပေါင်း၍မှဲ့သောအမည်ဖြစ်သည် ပါကစ္စတန်ဟူသောဝေါ်အာရမှာဥရဒူဘာသာတွင်စင်ကြယ်သောနေမည်ဟုအနေရသည်ပါကစ္စတန်ဒီမိုနီယာနိုင်ငံ၏ပထမဆုံးဘယင်ကန်ချုပ်ကိုမွတ်စလင်အဖွဲ့ချုပ်ခေါင်းဆောင်ကြီးအလီဂျင်နာကိုပင် တင်မြှောက်ခဲ့ကြသည်ဒူစင်က ပါကစ္စတန်နိုင်ငံကိုအရှေ့ပါကစ္စတန်နိုင်ငံနှင့်အနောက်ပါကစ္စတန်နိုင်ငံဟု၍နှစ်ပိုင်းခွဲခြားထားသည် အဆိုပါအပိုင်းနှစ်ပိုင်းသည်အိန္ဒိယနိုင်ငံ၏တစ်ဖက်တစ်ချက်တွင်တည်ရှိပြီးမိုင်တစ်ထောင်နီးပါးဝေးကွာသည် ထို့သောပါကစ္စတန်နိုင်ငံဖွာတန့်စင်ပြည်သည့်နောက်တွင်အိန္ဒိယမှမိုစနဒုက္ခသည်များသည့်ပါကစ္စတန်အတွင်းသို့ပြေးဝင်ခိုလုံခဲ့ကြသည်ပါကစ္စတန်မှဟိန္ဒူတို့လည်းအိန္ဒိယနိုင်ငံအတွင်းသို့ပြေးဝင်ခိုလုံကြသည်ထို့အခါယထာတန်လတ်များဖြစ်ထား၍ဒုက္ခသည်တင်မိယထာများလမ်းချော်ကြကခီးသည်အများပြားတည်ကြည်ခဲ့ရသည်တစုလျေ6000မျှရှိသောခြေလင်းဒုက္ခသည်တက်ကြီးကို လိုက်လံ ထုတ်ခုတ်ကြသဖြင့်လူပေါင်းများစွာတို့၏သွေးသည် မြေ၌ချင်းချင်းနေခဲ့ကြသည်1948ခုနှစ်အောက်တိုဘာလရောက်မှသွေးထက်တန်ရုံမှုများငြိမ်းအေးစပြုလာသည်ဒိုနက်ကုံအထိအဆုစုဒုက္ခသည်ပေါင်း6တန်းခန့်ပါကစ္စတန်နိုင်ငံအတွင်းသို့ဝင်ရောက်ခိုလုံခဲ့ကြသည်မွတ်စလင်ပေါင်း9သိန်းခန့်အသက်ခံရသည်9သန်းကျော်မြသောဟိန္ဒူနှင့်ဆက်ခေါ်ပန်ချာပီလူမျိုးများလည်းအိန္ဒိယနယ်မြေအတွင်းပြေးဝင်ခိုလုံခဲ့ကြသည် များစွာပင်လက်၌တပ်ဖြတ်ခြင်းခံခဲ့ရသည်ပါကစ္စတန်နှင့်အိန္ဒိယတို့သည်ဒုက္ခသည်များရွှေ့ပြောင်းရေးနှင့်အထီးကရုံးများအပြင်ကက်ရှမီးယားပြည်နယ်ပြည်ထနာနှင့်လည်းရင်ဆိုင်ခဲ့ကြရသေးသည်ဒိုနယ်ကို သူရထိုက်သည်ငါရထိုက်သည်အငင်းပွားရာမှကက်ရှမီးယားတွင် ပါကစ္စတန်နှင့်အိန္ဒိယတပ်များပြစ်ခတ်တိုက်ခိုက်ကြသေးသည်နောက်ဆုံး၌ကုလသမဂ္ဂအဖွဲ့ကြီးမှဝင်ရောက်ဖြန့်ဖြေးသည့်ဖြင့်ပြစ်ခတ်ရက်စဲကာ နေနမိတ်အမြင်သတ်မှတ်နိုင်ခဲ့ပြီးလျှင်စစ်ဖြစ်ခြင်းအန္တရာယ်ကိုလက်မတင်ကလေးရှောင်လွှဲနိုင်ခဲ့သည်ထို့အချိန်နှင့်ဖွဲ့စည်းပုံရှေကံဥပဒေရွေးဆက်နေသော အချိန်1948ခုစက်တင်ဘာလ17ရက်နေ့၌ကက်ရှမီးယားမြို့တွင် ပါကစ္စတန်ခေါင်းဆောင်ကြီး အလီဂျင်နာ82နှစ်သည်ရုတ်တရက်နှလုံးရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်သွားခဲ့သည် အလီဂျင်နာကွယ်လွန်သောအခါပါကစ္စတန်နိုင်ငံ၏သမိုင်းတွင် ထမဆုံးအဆင့်ဖြစ်သောနိုင်ငံတနိုင်ငံကို အောက်ခြေမှအစခေါင်းအထိတီထောင်ရေးလုပ်ငန်းကြီးပြီးဆုံးခဲ့သည်တဘူချတဘူတက်စနစ်အတိုင်းအလီချနာ၏နေရာတွင် အလီယာကော့လီခန်းကနိုင်နှင်းစွာ အုပ်ချုပ်ခါဆက်ခံခဲ့သည် ပါကစ္စတန်နိုင်ငံတမိုင်းတွင်ဒုတိယအဆင့်တွင် နိုင်ငံတီတန်ရေးကိုလီယာကော့လီခန်းသည် ကျွမ်းကျင်စွာ ကောင်းဆောင်နိုင်ခဲ့သည် သို့သောအလီခန့်သည်လည်း1952ခု အောက်တိုဘာလအတွင်း၌လှုပ်ကြံခံရ၍ကွယ်လွန်ခဲ့ပြန်သည်နိုင်ငံသမိုင်းသက်၏တတိယအဆင့်၌ပါကစ္စတန်နိုင်ငံသည်နိုင်ငံပြင်ပရေး၌အိန္ဒိယနှင့်မတင်မြတ်ခဲ့ပေပြည်တွင်းရေးမှာလည်းလယ်ပိုင်ရှင်ကြီးများလက်မှလယ်ယာမြေပြန်လည်သိမ်းပိုက်ခွဲဝေရေးအရှေ့ပါကစ္စတန်နှင့်အနောက်ပါကစ္စတန်တို့၏ခေါင်းဆောင်နေရာလူမှု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသက်ရေးဆွဲရေးမပြီးပြတ်သေးခြင်းစသောပြဿနာများနဲ့ရင်ဆိုင်နေခဲ့ရသည်ဝန်ကြီးချုပ်လီယာကော့အလီခန်ကွယ်လွန်ပြီးနောက်1955ခုနှစ်အထိပါကစ္စတန်ဝန်ကြီးချုပ်၃ဦးပြောင်းခဲ့ရသည်1950ခုကျော်လျင်အရှေ့ပါကစ္စတန်၌မကျေနပ်မှုအရှိန်ပို၍ကြီးမားလာ၏အထူးကအကြောင်းရက်မှာအရှေ့ပါကစ္စတန်၌ဘင်္ဂါလီဘာသာစကားကို ပယ်၍ဥရဒူဘာသာစကားကို တုံးတုံးမှုပြုရန်ဖြစ်သည်ဘို့အစိုးရသည်အနောက်ပါကစ္စတန်အကျိုးကိုသာလျှင်ဦးစားပေးပြီးအခြေပါကစ္စတန်ကိုမူပယ်ချထားသည်ဟုအယူရှိခဲ့ကြသည် ထို့နောက်အခြေပါကစ္စတန်သည် ကိုပိုင်အုပ်ချုပ်ရေးတောင်းကာစူပူမှုများဖြင့်တပိတ်များပေါ်ပေါက်လာခဲ့သည်ထို့နောက်1981ခုနှစ်တွင်အစိုးရတပ်ဖွဲ့များကအရှေ့ပါကစ္စတန်တွင်တိုက်ပွဲများဆင်နွှဲခဲ့ရသည်အရှေ့ ပါကစ္စတန်သားများကအိန္ဒိယနိုင်ငံအကူအညီဖြင့်ဒုနှစ်မတ်လ20နဲ့5ရက်နေ့တွင်လွတ်လပ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကျင်းညားခဲ့သည်။ပြည်တွင်းစစ်ကြောင့်လူတသန်းသေဆုံးပြီးဆယ်သန်းမှာအိန္ဒိယနိုင်ငံသို့ တင်းရှောင်ထွက်ပြေးကြရသည်။တို့ဖြင့်အရှေ့ပါကစ္စတန်သည်ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဟူ၍တည်ထောင်၍နောက်ပါကစ္စတန်သည် ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဟူ၍တည်ထောင်ခဲ့သည် ။ဤသို့ဆိုစေအိန္ဒိယနိုင်ငံမှခွဲထွက်ကာမွတ်စလင်တို့အတွက် ပါကစ္စတန်နိုင်ငံကိုတရားတည်ထောင်ရန်ဥဆောင်ဥရွတ်ပြုခဲ့သောခေါင်းဆောင်ကြီးအလီဂျင်နာကိုယနေ့တိုင် ပါကစ္စတန်ပြည်သူတို့ကနိုင်ငံဖခင်ကြီးဟုသတ်မှတ်ကာဂုဏ်ပြုနေကြလေသည်။